င်္ဂလာပါရှင်ကျမရဲ့ news and it မြန်မာ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံနောက်ဆုံးရသတင်းသတင်းထူးများကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ပထမအဆုံးပုံအနေနဲ့နိုင်ငံများအားပြင်းထန်စွာနှိမ်ပန်းနေဆက်သည့်တန်းစီကောင်းဆောင်များစွာအချိန်က2021ခုနှစ်မေလပိုင်းဖြစ်တယ်အင်းစိန်ထာမကြီးလေးဆောင်ပုံစံခန်းထဲကအားဆိုရဲအော်တန်ကြီးကကြေလောင်စွာထပ်ပေါ်လာခဲ့တယ်လောအုံမလာဟဲ့ကောင်ဆိုသောစကားသံများနဲ့နာဆက်တဲ့ ဖြန်ဖြန်ဖောင်ဖောင်အတံများကိုကြားရတယ်။လူရိုက်တို့အဖြစ်ဖန်တီးထားသောရက်စင်မီတို့နှစ်ချောင်းကိုပူလျက်မိတဲ့အမဲဖြင့်တည်တည်ချချာကြစ်ကြစ်လစ်လစ်ပတ်စီထားသောအရှိနှစ်ပေခွဲရှိရိုက်တံတို့ကိုမင်းအားစားကားကိုင်းရက်နိုင်ငံအစ်ကျင်းသားတို့ကိုရိုက်နှက်နေခြင်းဖြစ်သည်။ထွေချိန်ကမယာစာမှာလေးဆောင်ပုံစံခန့်ဤစီကန်ထိန်တူဖြစ်ပြီးအချုပ်သားနေဖြစ်သားရှိသေးတယ်။နေတိုင်းလိုလိုမယာစာရိုက်သည့်အတန်များကိုလေးဆောင် တစ်ခမ်းမှကြားနေရတယ်။သူရိုက်နေသူများမှလူမိုက်တခုမတိန်လူတန်းဓမြများမဟုတ်ပဲဆရာနာရှင်ကို တော်လန်နေကြသောကြီးစက်နိုင်ငံအကျဉ်းသားများသာဖြစ်တယ်။မြန်မာစာကင်ထားသောလူရိုက်တုံးမှာအင်းစိန်ထောင်ရှိထောင်ဝါရများသာကင်ဆောင်ရသည့်အစဉ်တစားတစ်ခုဖြစ်တယ်။ထို့ထုတ်ကင်ရခြင်းကို အတော်လေးသဘောတူကြတယ်။ထောင်ဝါဒဆိုဒီမှာအကျဉ်းထောင်မှာအကျဉ်းသားချင်းချင်းအုပ်ချုပ်ရသူကိုဆိုလိုခြင်းဖြစ်တယ်။ထို့ထောင်ဝါဒတာဝန်များကို ိုင်ငံအစ်စင်းသားများကိုပေးမထားပြီထိုထောင်ဝါဒများမှာထောင်ငါခိုင်သမျှအတော်မတက်လုံးချသူများဖြစ်တဲ့မြန်မာစာကဲ့သို့အခြားသောအနုပညာရှင်များသည်လည်းအင်းစိန်ထောင်တွင်ထောင်တန်းများကြခံနေကြရသည်သို့သော ထောင်ကပေးသော မြေတီတာဝန်မှရင်းနှုပညာရှင်များထန်ဆောင်ကြခြင်းမရှိပေ။မြရစာကဲ့သို့2023ခုနှစ်တဝိုင်းကလည်းမင်းသားမင်းအုပ်စိုးယခုလို ထောင်ဝါဒအကြီးစားလုပ်ခဲ့မှုကြောင့်စုံစမ်းသိရှိရသည်။ သို့သောထုကာလာကနိုင်ခြင်းများမရှိခဲ့ပြီးသူအာနာရှိကြောင်းလုံလုံရသည်ဆိုသည့်ပုံစံမျိုးသားပြခဲ့သည်ဟုဆိုရင်းမြာစာကဲ့သို့ရိုင်းနှံနေဆက်မှုများလည်းမရှိခဲ့ပြီး2022ခုနှစ်တွင်အင်းစိန်ထောင်တွင်ပြဿနာတစ်ခုဖြစ်ပွားခဲ့တယ်။ထိုပြဿနာများ အထူးယုံထက်သွားသောငါးငါးကကြီးအမှုဖြင့်တရားစွဲခံထားရသောလူငယ်သုံးဦးက အထူးယုံနာမှာစပိန်စီးသွားသော ထောင်ရာရှိတအူကိုညီလေးဟုခေါ်ခဲ့မိကြခြင်းဖြစ်တဲ့ ထွန်နိုင်ဂျင်လေးများကလည်းသူတို့ခေါ်လိုက်သေးဝင်ထန်သည် ထောင်ရရှိဟုမသိခဲ့ကြပြီထို့ပြဿနာကြောင့်နိုင်ဂျင်လေးများထောင်ဆေးရုံရောက်သွားသည့်အထိစေကူတာမှုခံခဲ့ကြရသည်ထလုံးငယ်သောဦးအထူးစေယုံမှပြန်ထောင်မကြီးအပေါင်းမှမင်းအားစားဦးဆောင်သောထောင်ဝါဒာနှင့်ထောင်တန်စီတစုကဆောင်လျက်ရှိတဲ့အထူးယုံမှပြင်ပပါစေလက်ခံဌာနအနီးရှိ ခမကြီးတခုဖြစ်တဲ့ထိုခမကြီးမှထောင်မကြီးအပေါင်းတို့၅မြင့်လန်းရှောင်းယုံဖြစ်ရောက်တဲ့ ထလုံငယ်လေးများယုံထက်ပြီးဝလာချိန်နဲ့မယားဆောင်ဦးဆောင်သည့်တန်စီများနဲ့ထမတာအုပ်စုကဆောင်နေလျက်ရှိတယ်။လူငယ်များဝလာချိန်တွင်ထံဝါရအဖွဲ့ကအမည်များအစစ်စေးကထမဇီဝင်ပေါမှနေချင်းစီကန်ထိမ့်သိမ့်ရေယုံအထိညီလေးရေလှုပ်ခေါအောင်လားတွတ်တွတ်ပြောကမယားဆာကလူငယ်လေးများဤဥကောင်းအားရိုက်လာတယ်။မယားဆာရိုက်တာကြောင့်အခြားသောထောင်ဝင်ထံများကလည်းလိုက်ရိုက်ကြတယ်။မယားဆာပြောသည့်အတိုင်းသူတို့က ထိုနိုင်ငံအကျဉ်းသားလူငယ်သုံးဦးအောင်မင်းကြီးရောက်တဲ့အထိဆက်တိုက်ရိုက်ကြတယ်။ထမကြီးအပါဝါမှမင်းကြီးရုံအထိ7မိနစ်ကျော်လန်းရှောက်ရသည် ထိုတော်တွင်အဆက်မပြတ်ရိုက်ကြခြင်းဖြစ်တယ်။မင်းကြီးရောက်ချိန်တွင် ထိုလူငယ်သုံးဦးအတော်လေးပျော်ခွေသွားကြပြီးဖြစ်တယ်။မြေအားစာမှထိုလောက်နဲ့မတင်းတိမ်သည်မင်းကြီးမှထိုလူငယ်သုံးဦးနေကြသည့်ငါးဆောင်အထိဆက်ရိုက်ကြတယ်။ မကြမီပင်ထူရိုက်နဲ့ခင်ရသောတရားများကြောင့်လူငယ်သုံးဦးထဲမှလူငယ်တူအရေးပေါ်ထားစီုံတင်လာရတယ်။ဇန်နဦးမှလည်းဒီကုလုံးတရားများဆွဲသွားတော့တယ်။သူများလောက်လက်တန်းပြောင်းလာတယ်။အင်းစိန်ထောင်တို့မဒိန်မူညင်ပန်နေဆံမူများဖြစ်ဝင်လာသောမဒိန်ကောင်တူဦးလူမဆန်သောလောရဲဖြစ်တယ်။ထို့သောထိုလူရဲ့ကြောင့်အင်းစိန်ထောင်ရှိတာဝန်ရှိသည့်ညီတိထောင်ဝင်ထံမှမင်းအားစာအာအေးမယူကြပင် 2023ခုနှစ်တွင်ငါးငါးကားကြီးဖြင့်တရားဆွဲခံရသောလူငယ်တဦးမိန်ကြီးတို့အချုပ်အသစ်အနေဖြင့်စတင်ဝင်ရောက်လာသည်ထွေချင်းမရစာမှာလေးဆောင်စီကန်းထိန်သိမ်းရာထူးမဟုတ်တော့ပဲပို၍အစဉ်မြင့်သည့်မိန်ကြီးဦးစီဦးထွန်းဝင်းထိုင်နာရင်မိန်ကြီးတန်စီကောင်းဆောင်တာဝန်ထမ်းဆောင်နေချိန်လေးဖြစ်တယ်မိန်ကြီးတန်စီတာဝန်ကိုမရစာထမ်းဆောင်ချိန်လူငယ်နိုင်ငံအစ်စနာတူနာကလာကောင်မင်းပါအမှုလဲလို့မေးတယ်လူငယ်ကနိုင်ငံမူးလို့ပြောတာကြောင့် ဘာနိုင်ငံရေးအမှုလဲနိုင်ငံရေးအမှုဆိုတာမရှိဘူးပုံမှန်ပြောကွာလို့ဆိုကနေရင်းကိုတစ်ချက်ရိုက်တယ်လို့ပြောတယ်။အင်းစိန်ထောင်တင်ကြုံတရမှုနဲ့ပတ်သက်၍အမည်မဖော်လို့သည့်လူငယ်နိုင်ငံအစ်စင်သားဟောင်းတို့ကမရစာအီရိုက်နေမှုကိုခံခဲ့ရကြောင်းပြောပြတယ်။ကျွန်တော်ကိုထမင်းပွဲကိုသွားတာတည်မပို့လို့ဆိုပြီးမင်းကြီးကိုခေါ်ရိုက်တောင်းမောက်သားဆိုပြီးရိုက်တာ၃ချက်ထိုက်ချက်မှပြင်ထန်ကြောင်းလဲသူကဆိုတယ်။ မင်းကြီးတန်းစီမင်းရဆာရိုက်ပြီးဝင်ထက်များနဲ့မင်းရဆာနောက်လိုက်ထောင်ဝါဒများကလည်းစရိုက်ရိုက်ကြကြောင်းသူကရှင်များရင်းဤဒီမမင်းကြီးရှင်စီကန်ထိန်အဝင်များကိုထန်းဆောင်ရသောထောင်ဝါဒများဤဆုံးမမှုများပေးတည်တန်စီမယာစာဦးဆောင်သောလက်ပါစီထောင်ဝါဒအုပ်စုစစ်ကြောရေးလုံရမှာမိန်ကြီးမှာအမြင့်ဆုံးပြည်ထက်များကိုစီရင်သောနေရာဖြစ်တဲ့အင်းစိန်ထောင်အဆောင်အသီးတိုက်အသီးတိရှိ နိုင်ငံအကျဉ်းသားများကိုအရေးယူအပြစ်ပေးသည့်အခါနိုင်ငံအကျဉ်းသားများနေထိုင်ရာအခန်းလူကြီးတန်စီကဦးဆုံးဖြစ်တယ်။ထိုအခန်းလူကြီးကပြည်တန်စီသည်ဟူယူဆလျင်အဆောင်ရုံခန်းရှိအဆောင်မှုရရှိထံသို့ဆက်လက်အမှုအကြာရီအဆောင်မှုကလာအပ်သောအမှုပေါ်မူတည်ပြီးအပြစ်ပေးကဆက်လက်အရေးယူသင်သည်ဟူယူဆလျင်မင်းကြီးခုံစီကံထိမ့်သိမ်းရင်ယုံသို့ပို့ပေးပြန်နေထွက်ခမင်းကြီးကမင်းကြီးတန်စီမင်းရစာဦးဆောင်သောအာနာဘကွက်သားများ ထင်ရဆိုင်ကြတော့တယ်အခန်းတွင်လည်းရိုက်သေးတယ်အဆောင်မူယုံခန်းတွင်လည်းထိုက်အရိုက်ခံရပြန်နေနောက်ဆုံးမင်းကြီးရောက်ရင်ထိုတရားများကြောင့်ဆက်အရိုက်ခံနိုင်ရင်မရှိတော့သေးတဲ့အတိုင်းထက်အရိုက်ခံရပြီးတယ်အခန်းတွင်ရိုက်သေးတဲ့အဆောင်ယုံခန်းရိုက်သေးကပူပြင်းထန်နေအဆောင်ယုံခန်းတဲ့မင်းကြီးကအပြစ်တန်းပူပြင်းထန်နေမင်းကြီးရင်မယားစားတို့လက်ပါစေးဖွဲ့သားမကဝန်ထမ်းများကလည်းညှင်းဆန်းသွားကြသေးတယ်အမူကြီးရင်ကြည်တကယ်တို့သူတို့လိုချင်ရာ လုံးချင်တကယ်သူရိုက်ပြီးထမင်းစားနာနာပြီးတခါပြန်ရိုက်ခေါ်ဇရိုက်နေဆက်ကြတယ်သူကဲတော့နေဆက်အနာပိုင်ခွင်မှာမင်းအောင်စားပါစက်တင်သားရှိတယ်သူပြောလျင်ပြောသလိုရတယ်သူကမလုပ်သေးဟုတင်ပြလျင်ပြီးသွားတယ်အင်းများလောက်ဆန်းဆောင်နိုင်သောနေရာကို အင်းစိန်ထောင်ကြီးကမင်းအောင်စားအားပေးထားတယ် 2023ခုနှစ်တွင်ကဖြစ်ပေါ်ခဲ့သောအင်းစိန်ထောင်ပိုင်းကြီးကို ပြန်ပြီးဆွဲကထောင်ကိုဖောက်မည်ဆိုသည့်နိုင်ငံအကျဉ်းသားများကိုမေယာဆောက်ဦးဆောင်သောထောင်ဝါဒများကတေလူမျိုးပိုင်းရိုင်းနှင့်ခဲကြသည်ထိုတရားများကြောင့်ခနာကိုတစ်ခုလုံးညုံမဲဆွဲသွားသည့်နိုင်ငံအကျဉ်းသားများမှာကောင်းမွန်စွာစေကူတာမှုခံခဲ့ကြရပြီလက်ရှိတွင်ထိုရိုက် အနက်ခံခဲ့ကြရသောနိုင်ငံအကျဉ်းသားများမှာအခြားထောင်အသီးသီးတို့အပြောင်းခံလိုက်ကြရပြီဖြစ်တဲ့ ထောင်မပြောင်းခင်6လမ်းမတော့တောက်တန်ချီချင်းများဖြင့်အင်းစိန်ထောင်တွင်လာပေါင်းများစွာနေထိုင်သွားခဲ့ကြရသည်တောက်ဖြိုလိုက်ရင်လည်းပုံမှန်အတိုင်းလမ်းမလျှောက်နိုင်တော့ပဲကွာတာကွာတာပုံစံသားဖြစ်သွားတယ်။အင်းစိန်ထောင်နှင့်ထုတ်ကဲ့သို့ပြင်ထန်စွာအရိုက်ခံရမှုများကိုမိသားစုအားပြန်ပြောရမရမီပြောမိရင်ပြစ်ဒဏ်ပေးခံရရင်မိသားစုကိုပြန်ပြောရသိသွားခဲ့ရင်လည်းတိုက်ပိတ်ခံကြရပြီ။မိသားစုနဲ့တွေ့ဆုံခွင့် ပါဆယ်ပုခွင့်များမရှိတော့ပေ။ထွဲကမိသားစုကဆိုရင်ပူပန်ကြမည်ဖြစ်တဲ့မိသားစုဆိုရင်ပူပန်မှုမဖြစ်စေရန်နိုင်ငံအစ်စသားများမှာတည်င်းပေါက်ကြခြင်းမရှိအောင်ထိန်းထိန်းသိမ့်သိမ့်နေကြရတယ်။ထိုရိုင်းနှက်ခံရသောတရားများအားစေကူတာခွင့်မရရှိခြင်းကနိုင်ငံများ၏အနာဂတ်ကျန်းမာရေးအတွက်ဆိုရင်ဖွေရခြင်းနဲ့တခုဖြစ်လာစေတော့တယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသက်ပြစေ။အားလုံးပဲကိုစိတ်နှပြကျန်းမာရှင်လန်းကြပါစေရှင်။